ရကတတော် AAC ကိုစစ်တင်နန်းတက်ဖို့သွားတဲ့လူငယ်တွေကိုရခိုင်ပြည်မြေပုံမြို့နယ်ကဒေသခံတွေကရခိုင်မင်္ဂလာစီရော TV လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။မြေပုံမြို့နယ်ကဝေးလံခေါင်ဖျားတဲ့ဒေသကြီးရွာတွေကနေ AAC စစ်တင်နန်းတက်ရောက်ဖို့လာကြတဲ့ရာနဲ့ရှိတဲ့လူငယ်တွေကိုဒေသခံတွေကကြိုဆိုခဲ့ကြတာပါ။လူကြီးလူငယ်အမျိုးသမီးအမျိုးသားတွေက ဝမ်းသာအာရနဲ့ရခိုင်မင်္ဂလာစီတော် TV တောင်းတောင်းဖြတ်ဖြတ်လိုက်ပါပို့ဆောင်ခဲ့ကြရတယ်လို့မြေပုံဒေသခံအမျိုးသမီးငယ်တယောက်ကနရိစရာသတင်းဌာနကိုပြောပါရယ်ဒီလူငယ်တွေဟာမိုးရာသီမာတောင်ခက်ခက်ခဲခဲလာကြတဲ့လူတွေဖြစ်တာကြောင့်ပြည်သူတယောက်အနေနဲ့လိုက်လိုက်လေးလေးကြိုဆိုတာဖြစ်တယ်လို့သူကဆက်ပြောပါရယ်အေအေရဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် NDEP ကို ထောက်ခံပြီးတော့မောင်တော်တောင်ကုတ်မြောက်ဦး လဝမြေပုံအပါအဝင် နောက်ထပ်မြို့နယ်တွေကရထောင်ရှိတဲ့လူငယ်တွေစစ်တင်တန်းတက်ရောက်ဖို့ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ AA ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကိုပြီးခဲ့တဲ့မေလအတွင်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရှင်။